ကမ္ဘာကြီးဆုံးဘာသာရေးအဆောက်ရှေဟောင်းခမာအင်ပါယာရဲ့အမခန်းလက်ရာဒီအမည်တစ်ခုနဲ့ထင်ရှားကျော်ကြားတဲ့နေရာတစ်ခုရှိပါတယ်။ရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေမယ့်အချိန်ရဲ့တန်ကိုခံနိုင်ရှိခဲ့တဲ့အမှုပညာနဲ့ဘိသူကပညာရဲ့ပြာယုတ်တစ်ခုပဲဖြစ်ပါတယ်။ဒါဟာကမ္ဘောဒီးယားနိုင်ငံရဲ့အသင်းနှလုံးအန်ကောဝက်ဖျားအကြောင်းပဲဖြစ်ပါတယ်။အန်ကောဝက်ဟာ ကမ္ဘောဒီးယားနိုင်ငံစီယန်မြို့ရဲ့အနီးမှာတည်ရှိပြီးတော့ ဧက400ကျော်ကျယ်ဝန်းတဲ့မြေဧကပေါ်မှာတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ဒီအဆောက်အုံကြီးတစ်ခုလုံးဟာအဆောင်လျှောက်ရေကျုံးကြီးတွေနဲ့ဝန်းရံပြီးတော့ကောင်းငင်ဘုံကနှက်ဘုံနဲ့နဲ့တစ်ခုလိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဆက်နေရသူအစောပိုင်းမှာ ခမာအင်ပါယာရဲ့ထင်ရှားကျော်ကြားတဲ့ဘရင်သူရိယဝမန်နှစ်လက်ထက်ဟာစတင်တည်ဆောက်ခဲ့တာပါ။မူလကဟိန္ဒူဘုရားဗေဒနိုးကိုရည်စူးပြီးတည်ဆောက်ခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ဗုဒ္ဓဘာသာဖះအကြောင်းဖြစ် ပြောင်းလဲခဲ့ပါတယ်။ဒီဖះအကြောင်းဟာဘရင်ရဲ့နှစ်ဖះစီကိုပို့ဆောင်ပေးမဲ့ကောင်းငင်ဘုံလေးဒါမှမဟုတ်ဘရင်ရဲ့နောက်ဆုံးအုပ်ဂုအဖြစ်ရည်ရွယ်ခဲ့တယ်လို့ယူဆကြပါတယ်။အန်ကောဝတ်ရဲ့အလားတရားဟာ သူ့ရဲ့မျှတတဲ့ဒီဇိုင်းပုံစံခန်းထားတဲ့ဘိသူကလက်ရာတွေမှာရှိပါတယ်။ဘဟုမှာမြင့်မားတဲ့တာဝါတိုင်း၅ခုရှိပြီးတော့အဲ့ဒီတာဝါတိုင်းတွေက မဲရှူးတောင်ကိုကိုစားပြုပါတယ်ပြီးတော့ကျောင်းဆောင်အဆင့်ဆင့်ဇင်းညံလန်တွေပြတိုက်တွေရေကန်တွေနဲ့ပေါင်းဆက်ဖွဲ့စည်းထားပါတယ်ဒီဖျားကျောင်းရဲ့နံရံတွေမှာထွင်းထုထားတဲ့ရုပ်ကြွပပုတွေကတော့ကဘာကျော်လက်ရာတွေပဲဖြစ်ပါတယ်ဟိန္ဒူဒဏ္ဍာရီလာဇလန်းတွေဖြစ်တဲ့ရာမာယနာ မဟာဗရဏတို့လိုမြင်ကွင်းတွေကိုလည်းမြင်တွေ့ရမှာပါနတ်ဒေဝတာတွေရဲ့စစ်ပွဲတွေနဲ့ ခမာလူနေမှုဘဝတွေကိုလည်းအသေးစိတ်ပုံဖော်ထားပါတယ်။ဒီပပုတွေဟာကြောက်တုံးတွေပေါ်မှာအသက်ဝင်နေတယ်လို့ပဲကျွန်တော်တို့ကိုခေဟောင်းစီကိုပြန်ခေါ်သွားနိုင်စွမ်းရှိပါတယ်။အန်ကောဘက်ကိုလာရောက်လဲဘက်သူတိုင်းမဖြစ်မနေကြည့်ရှုတင်တာကတော့နေထွက်ချိန်မြင်ဝင်းပဲဖြစ်ပါတယ်။ဖခင်เจ้าရဲ့တာဝါတွေပေါ်မှာနေမင်းရဲ့ရောင်ရည်ဖြာကျလာတဲ့အခါမြင်တွေ့ရတဲ့အလတရားဟာစိတ်ကိုငြိမ်းချမ်းစေပြီးမော်ဆန်တဲ့ခံစားမှုကို ပေးမှာဖြစ်ပါတယ်။ရေကန်ထဲမှာဖះเจ้าရဲ့ပုံရိပ်ထင်ရထင်ဟက်နေတာလဲတကယ့်ကိုရှင်သက်ရှုမောဘွယ်ဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့အန်ကောဝက်ဟာကမ္ဘာအမွေနေ့တစ်ခုဖြစ်ရက်တည်နေပြီ။နှစ်စဉ်ကမ္ဘာလက်ခရီးတွေတန်ပေါင်းများစွာကိုဆွဲဆောင်နေပါတယ်။ဒါဟာခမာအင်ပါယာရဲ့ထွန်းတောက်ခဲ့တဲ့အချိန်ကာလသူတို့ရဲ့ဘာသာရေးယုံကြည်မှုနဲ့အမှုပညာစွမ်းရည်တွေကိုထင်ဟက်ပြသနေတဲ့တင်ကေတတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာတွေကိုကြိုင်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကို subscribe လေးနှိပ်ပြီးအားပေးကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်